အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောညလေးတနေ့ဖြစ်ပါစို့ကျွန်တော်ဒီညကနေပြီးတော့စွန့်မွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခေါ့နော်။အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော် spa အသင်းကောင်းပြောအောင်အဲ့တော့ကျွန်တော်ဒါ spa အသင်းကိုတနေ့ကိုတပုတ်ကျွန်တော်ရအောင်တင်ဆက်ပြီးမှပြောတဲ့အတိုင်းပဲကတိပေးထားတယ်မယ်။ကျွန်တော်တို့ဒါလက်ရှိမှာတနေ့ကိုတပုတ်ပုံစံမျိုးမပါပအောင်ကျွန်တော်တင်ဆက်ပြီးမှပြော။အဲ့တော့ဒါလက်ရှိမှာဒါလက်ရှိမှာလဲ spa သတင်းရဲ့သတင်းတွေကတော့ shop ပြန်တက်လာပြီးတော်တော်လေးကိုဒါအချိန်ကြီးကောင်းလာတဲ့သတင်းတွေမှာပါတယ်ခေါ့နော်။ အဲ့တော့လက်ရှိအနေထားရတာစပါတစ်နဲ့လာမင့်တွေရာဒီမှာတော်တော်လေးကိုကြီးမားတဲ့ပြောင်းလဲမှု drastic change တခုနဲ့ကျွန်တော်တွေ့ရဖို့ရှိတယ်။အဲ့ဒါကဘာကိုဆိုလို့ကျင်တာလဲ။လာမင့်ဒါကျွန်တော်နေရာဒီမှာ Tottenham Hotspur တင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ NG Post ရဲ့ဂလူးနေနဲ့ဒါကျွန်တော်ဥရောပ Super League ဒါကျွန်တော်ရခဲ့မယ်တော့နော်။ Europa League ရခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့ဒါ Tottenham Hotspur တင်းကနေထွက်တော်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လာမင့်နေရာဒီမှာ Tottenham Hotspur အသင်းနေနဲ့သူတို့အနေနဲ့ဒါကျွန်တော်လူး ဝယ်တယ်မဝယ်ဘူးဆိုတာဒါကြောင့်ကျွန်တော်နီးပြအပြောင်းလဲကိုတော်တော်လေးကိုလုံးဝမိတ်တယ်မှာပါတယ်အဲ့တော့လက်ရှိမှာစပါအသင်းနေတာကျွန်တော်ကောလာဟာလာတွေရတာကျွန်တော်ပိုင်ကျွန်တော်သိကြတယ်မယ်စပါအသင်းမှာ CEO တည်ရောက်လာတယ်တချိန်ကတည်းကကျွန်တော်တို့အဲ အာစနိုတင်းရဲ့စီးအောင်ဖြစ်ထခဲ့တဲ့ကျွန်တော် V9 ရောက်လာခဲ့ပြီးနောက်ပမာစပါတင်းမှာတော်တော်လေးကိုတည်တည်တံ့ပြောင်းလဲမှုတွေပြုလုပ်လာခဲ့တယ်။ကျွန်တော်ဒါကျွန်တော်အရင်တော့ကစပါတင်းကျွန်တော်မနေ့ကဒါကျွန်တော်တို့မနေ့ကမဟုတ်ဘူးတနေ့ကဒါကျွန်တော်ဘူဒူးနဲ့ဂလင်ပွဲစဉ်မှာဒါကျွန်တော်တို့စပါတင်းရဲ့ဒါကျွန်တော်တို့အအလန်ဒီကစားအလကားပေးခဲ့တယ်ဘောနော်ပြောချင်တာဒါကျွန်တော်တို့အသင်းအနေနဲ့ fan service တွေပြောင်းလဲသွားပြီးတော်တော်လေးကိုဒါ ထူးထူးဆန်းဆန်းနေဖြစ်လာခဲ့တယ်ဆိုပြီးတော့စပါပိတ်သက်တွေပြောလာခဲ့အဲ့တော့စပါအတွင်းထဲကလူတွေကဆိုလက်ရှိမှာဒါစပါအသင်းရဲ့ဒါကျွန်တော်ပြောင်းလဲမှုတွေကတော်တော်လေးကိုဒါကျွန်တော်ကြီးမားလာပြီးတော့လာမယ့်နေရာဒီမှာဒီထက်ပိုပြီးတော့ပြောင်းလဲမှုတွေအများကြီးအများကြီးဖြစ်သွားနိုင်တယ်လို့သိရတယ်မဟုတ်ပါဒါဒါအပြင်ကျွန်တော်ကအဲဒီကြားထဲမှာခေါ်ယူထားခဲ့တဲ့ကြာကျွန်တော်ဩစတြေးလျသားဖြစ်ခဲ့တဲ့ CEO ဖြစ်တဲ့ဒါကျွန်တော်တို့ Scott Moon အနေနဲ့လာမယ့်ကျွန်တော်တို့ လူရသည်မတိုင်ခင်မှာဒီတယောက်ထွက်သွားမယ်ဖြစ်ပြီးတော့အခုလက်ရှိမှာအစ်စ်ခေါ်ယူထားခဲ့တဲ့ Arsenal CEO အဟောင်းကတော့ဒါကျွန်တော်တို့နေရာပြည့်ရရှိသွားခဲ့မယ်လို့သိရတယ်မှာပါအဲ့တော့ Levine နေနဲ့အခုချိန်မှာဒါကျွန်တော်တို့ဥက္ကဋ္ဌအနေနဲ့ပဲဆက်လက်ပြီးတွားနေမှာဖြစ်ပေမဲ့ဒါတစ်ဖြည်းနဲ့တစ်ဖြည်းဒါကျွန်တော်တို့ဘောလုံးဘက်မှာတော့ဒါတစ်ဖြည်းဖြည်းတစ်ဖြည်းတော့အနားယူသွားတော့မှာဖြစ်တဲ့ဆိုတဲ့ခေါ်လာဟာလာတွေစတင်ပြီးတော့ကြားလာခဲ့အဲ့တော့ဒါအပြင်ကျွန်တော်လက်ရှိမှာ Vanine နေနဲ့အခုလှုပ်ရှိလှုပ်ဆောင်ရမယ်ဒါကျွန်တော်အကြီးအကျယ်ဆုံးအချက်တစ်ချက်ကိုပြောပါဆိုတော့သူ့အနေနဲ့ဒါ Tottenham Hotspur အသင်းကို valuation ကမြင့်တက်အောင်လုပ်ပြီးတော့မကြခင်မှာ Spurs အသင်းအနေနဲ့ရောင်းချမှုတစ်ခုဖြစ်လာနိုင်တယ်ဆိုတော့ Kola Hala ဆက်ဆက်တော်တော်လေးဖြစ်လာခဲ့တယ်။ဒါပြင်ကျွန်တော်ဂျာတဲ့မှာဒါကျွန်တော်တို့လက်ဝဲပွဲ Spurs အသင်းကိုမှလုတ်သွားချိန်မှာဒါ PSG ဥက္ကဋ္ဌကူတန်းလာရောက်ခဲ့တဲ့အတွက်ကြောင့် Spurs အသင်းရဲ့ရောင်းချမှုသတင်းကတဖြည်းနဲ့တဖြည်းတော်တော်လေးကိုဒါကျွန်တော်တို့ပြန့်နှံ့လာခဲ့တယ်ပြောလို့။အဲ့တော့ Spurs အသင်းရဲ့အခုလက်ရှိဒါကျွန်တော်တို့ Lamin တွေရဒီမှာအကြီးမားဆုံးပြောင်းလဲမှုတွေတွေ့ရမှာ။ဒါပေမဲ့သတင်းကောင်းတစ်ခုအနေနဲ့ပြောရမယ်ဆို Spurs အသင်းနဲ့ Lamin တွေရဒီမှာတိုင်ခင်မှာအခုလက်ရှိ Kola Hala သတင်းနေအနေနဲ့ဒါ စပါတင်ရဲ့တချိန်ကအားကစားဒရိုက်တာဟောင်းဖြစ်ခဲ့တဲ့ဖီဘီယိုပက်ထရစ်စီအနေနဲ့ဒါကျွန်တော်စပါတင်မှာပဲအားကစားဒရိုက်တာတယောက်အနေနဲ့ပြန်လည်ပြီးတော့လုံနိုင်တော့မှာဖြစ်တဲ့ဆိုပြီးတော့ခရီးမီဘလမ်ဘီကသူ့ရဲ့ TBR ဖုတ်ဘောမှာရေးသားခဲ့ကြတော့တွေ့ရမယ်ဒီနေ့လေးနဲ့ပတ်သက်ပြီး TBR ဖုတ်ဘောတစ်ခုကလွှဲနေတော့ source အရဘာမှမသိပြီးမရှိသေးဘူးဒါပေမဲ့စပါတင်ရဲ့လက်ရှိဒါ ITK ရဲ့ပြောပွဲရဆိုရင်တော့ဒါကျွန်တော်တို့ဟိုစပါတင်အနေနဲ့လာမယ့်လူရည်ဒီမှာဒါကျွန်တော်တို့ but fabio fabio ra fabio patrici ကို call ယူဖို့အတွက်အကြီးအမားဆုံးပြန်လည်ပြီးတော့စူးစမ်းသွားမှာဖြစ်တယ်လို့လည်းသိရတဲ့သတင်းတွေအစကတည်းကတက်နေခဲ့တာဖြစ်တယ်။ဒါပေမဲ့အခုလက်ရှိမှာဒါကျွန်တော် Grammy Bellamy ရဲ့ပြောပုံအရဆိုရင်တော့ဒါကျွန်တော်တို့ spa အသင်းနေနဲ့ဒါ fabio patrici ကိုတော့ la main new year ဒီမှာဒါကျွန်တော်တို့ဥက္ကစားဥက္ကစားအောက်စား rider အနေနဲ့သဘောတူမှုပြန်လည်ပြီးရရှိသွားခဲ့ဖြစ်တယ်လို့သိရတယ်ပါ။အဲ့တော့လက်ရှိဒါ CEO အသစ်ဖြစ်တဲ့ V9 ရဲ့အောက်မှာဒါဒီ ဖေဘီယိုအနေနဲ့ဒါကျွန်တော်အဓိကတာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီးတော့လာမယ့်ဒါကျွန်တော်တို့နွေရာဒီမှာစပါတင်ဒီပြရှာပုံတော်ကိုလည်းဖေဘီယိုပက်ထရစီအနေနဲ့ဦးဆောင်သွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်လို့သတင်းတွေကသိရတယ်မှာပါတယ်။ဖေဘီယိုပက်ထရစီအနေနဲ့ဒါကျွန်တော်အန်တိုနီယိုကွန်တီကိုခေါ်ခဲ့တယ်တမလည်းအရေးပါတဲ့အနေထားမှာပါခဲ့တယ်သိရတယ်မှာပါတယ်။ဒါပေမဲ့လက်ရှိမှာစပါတင်နေတဲ့အခုလက်ရှိမှာဒီပြတဲ့ဘာလို့ဖြစ်လာနိုင်မလဲ။ဒီ topic နဲ့ပတ်သက်ပြီးအခုလက်ရှိမှာတော်တော်လေးကိုဟော့နေတဲ့ကိစ္စပဲ။အဲ့တော့စပါတင်နေတဲ့အခုလက်ရှိမှာဒါကျွန်တော်နာမည်ကြီးဒီပြကိုခေါ်ယူသွားဖို့အတွက်ထပ်မံပြီးစူးစမ်းသွားမယ်လို့သတင်းတွေကသိရတယ်မှာပါ ါတယ်အဲ့တော့ဒါကျွန်တော် real madrid အသင်းနဲ့ခုလက်ရှိမှာဇာဘီအလွန်ဆိုးတဲ့နာမည်ကြီးနေပြီမဲ့ spa အသင်းနဲ့ဇာဘီအလွန်ဆိုးကိုခေါ်ယူဖို့လွယ်အတွက်လည်းတရားဝင်တဲ့ကျွန်တော်ဆွေးနွေးမှုတွေတချို့အနေနဲ့ပြုလုပ်ခါခဲ့တာသတင်းတွေရသိရတယ်မှာပါတယ်ဒါပေမဲ့ဇာဘီအလွန်ဆိုးက spa အသင်းကိုလုံးဝစိတ်မဝင်စားဘဲနဲ့သူ့အနေနဲ့ကျွန်တော်တို့အဲရီယယ်မက်ဒရစ်အသင်းကိုသာပြောင်းဖို့အတွက်ဒါနှုတ်အဖြစ်သဘောတူညီမှုရရှိတယ်ရီယယ်မက်ဒရစ်အသင်းကိုပဲပြောင်းမယ်ဆိုတဲ့ဒရင်ထွက်လာခဲ့အဲ့တော့စပါတင်လည်းအခုလက်ရှိမှာဒါကျွန်တော်ဇာဘီအလွန်ဆိုးကိုသွားမှန်းနေဆိုတာရီတော့ရီရတခုနေနဲ့ပြောရမယ်ဆိုဘာနဲ့သွားတူလဲဆိုတော့ဒါကျွန်တော်တို့ဟို ကျွန်တော်တို့လူကျွန်တော်တို့လူမျိုးកောင်မျိုးอ่ะဒါကျွန်တော်တို့အခုလက်ရှိမှာစင်နီဆွေနီလိုမင်းသမီးကိုတွားပြီးတော့ချစ်ခွင့်တွားတောင်းသူနဲ့တွားတူမဲ့ပုံစံမျိုးတွားရှိတယ်။ဒါလုံးဝခုနကပြောလို့မဖြစ်လဲမဖြစ်နိုင်မလဲသိတယ်။ဒါပေမဲ့အဲ့ပေါ်လမ်းကြုံကခုနကပြောစင်နီဆွေနီကျွန်တော်ရှေ့ရဖက်ရှောက်သွားနေအဲ့အမကြီးကျွန်တော်ယူမလားမေးနော်ရှုံးတော့မရှုံးဘူးလေ။ဟုတ်တယ်မကျွန်တော်ပြောတာစင်နီဆွေနီအေးမောင်လေးနင့်ငါကြိုက်တယ်ယူမယ်လို့ပြောရင်ပြီးပြီလေကျွန်တော်ပြောဟုတ်တယ်ပါဘောကပြောင်းသွားနိုင်တာပဲအဲ့တော့လက်ရှိမှာတော့မယူမန်းတော့သိတယ်မယူဘူးလဲဆိုတော့ကလေးစာခွေးစုံတယ်ဒါပေမဲ့ယူမယ်လို့ခင်ဗျာပြောလိုက်ပြီဆိုရင်ဒါဘောကပြောင်းသွားနိုင်တယ်တဲ့မှာပါအဲ့တော့စာပြေစုံဆိုဒီတိုင်းပဲဒါကျွန်တော်တို့ကျွန်တော်တို့ div ကဒါကျွန်တော်တို့ စနီစနီကိုတွားပြီးဒါကျွန်တော်အမကျွန်တော်ယူမလားမေးတယ်သူပဲတစ်ဖက်ကတော့ကျွန်တော်စနီစနီကလက်ရှိမှာဂလန်ပိုဝဲနဲ့ဒါကြိုက်နေပြီဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒါစိတ်ဝင်စားဖို့ဆိုပြီးကောင်းကောင်းမငင်းချလိုက်လို့ပဲစပါးတဲ့ကိုလည်းလက်ရှိမှာဒါကျွန်တော်တို့စားပြီးအလုံးစိုးအုပ်စုကနေမငင်းချလိုက်အဲ့တော့ဒါအပြင်လာမဲဒါကျွန်တော်နွေရာသီမှာဒါဖေဘီယိုအနေနဲ့သူ့အနေနဲ့အကျိုးစားတွားဖို့အတွက်ဟစ်ဖြစ်နေတဲ့ဥစ္စာက အင်တာမီလန်ရဲ့လက်ရှိနီးပြဖြစ်တဲ့ဆီမိုအနီအင်ဇာဂီပဲအင်ဇာဂီကတော့ကျွန်တော်ဒါပက်ထရီစီအနေနဲ့တော်တော်လေးကိုသဘောကျပြီးသူကိုယ်တိုင်လည်းဒါအီတလီသားဖြစ်တဲ့အတွက်ကြောင့်မလို့ဆီမိုအနီကိုလာမယ့်နေရာဒီမှာတော်တန်ဟော့စပယ်တင်ကိုခေါ်ယူသွားနိုင်ဖို့အတွက်ကြိုးစားသွားမယ်ဆိုတဲ့ရင်ထွက်လာခဲ့တယ်။အဲပြဿနာကစပါတင်နေတာကျွန်တော်ငကိုတဲ့ကသတိဘက်ကနေဖူဘက်ပြန်ပြောင်းထားတာမှမကြသေးသတိဘက်ကိုပြန်ပြောင်းဖို့အတွက်ကြိုးစားမယ်အတွက်ကြောင့်မလို့စပါတင်နေနဲ့လာမယ့်နေရာဒီမှာဒီကစားသမားတွေကိုပြန်ပြီးပြုပြင်ဖို့ရှိတယ်။ဒါပေမဲ့ကန်ကောင်းတာတစ်ခုကအခုလက်ရှိမှာဒါဥမာစပါတင်နဲ့ဝင်းဘက်ကစားသမားတစ်တွေဝယ်စရာမလိုဘူး။ဆန္ဒဘက်တွေ ည်းအများကြီးရှိနေပြီဖြစ်တဲ့ကြောင့်စပါတင်နေတာတက်ဆန္ဒဘက်တွေဒါကြောင့်ဖူဝင်ဘက်တွေအများကြီးပြောင်းနေဒါပေမဲ့အဓိကလာမယ့်တွေကဒီမှာစပါတင်နေတဲ့ကွင်းလေဘာအကိတ်3ဘက်တကယ်3ဘက်နီးပြကိုပြန်ခေါ်မယ်ဆိုရင်တော့လာမယ့်တွေကဒီမှာစပါတင်နေတဲ့ကွင်းလေဘိုင်းကိုပြန်လေပြီးကျွန်တော်ဒါပြန် ပြင်ဖို့အတွက်လူလာမယ်လို့မြင်တဲ့တည်းမှာပါတယ်ဗောနော်မိသောပင်စိုးစီကမူစပါတင်နဲ့ဒါကျွန်တော်တို့ဒါအပြင်ဗောနော်ကျွန်တော်တို့တည်င်းနေအရာဆိုရင်တော့ဒါဖီဘီယိုပက်ထရစီနေနဲ့ဒါသူ့ရဲ့ဒါကျွန်တော်မိဟောင်းဆွေဟောင်းဖြစ်တဲ့စီမွန်နေအင်ဇာဂီပြင်ကိုနောက်ထပ်တည်င်းနေအရာဆိုတော့သောမတ်ဖရန့်ကိုသူကိုယ်တိုင်သဘောကျလို့သိရတယ်မှာပါတယ်လက်ရှိမှာဘရန်ဖို့ရဲ့နီးပြဖြစ်တဲ့သောမတ်ဖရန့်ကိုယ်တိုင်ကလည်းဒီထက်ပိုပြီးတော့ဒါကျွန်တော်ဘရန်ဖို့ရဲ့ကြီးတဲ့တဲ့တဲ့ကိုကင်မယ်ဆိုပြီးပြောတဲ့တဲ့ဆောင်ရှိတယ်ဒါပေမဲ့ဘရန်ဖို့ရဲ့ကြီးတဲ့တဲ့တဲ့ကပြောတဲ့ဘရန်ဖို့ရဲ့လက်ရှိမှာဒါကျွန်တော်အဆင့်အားဖြစ်တဲ့နေနေတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုဒါကျွန်တော်တိုင်ပတ်နေတဲ့အနေထားမှာရှိတယ်ပေါ့နော်အဲ့တော့ဘရန်ဖို့ရဲ့လ တရှင်ဒီပြဖြစ်တဲ့ Thomas Frank ကစပါကိုလာပြီးတော့ကျွန်တော်နီးပြလှုပ်ဖို့အတွက်လုံးဝ open ဖြစ်တယ်။သူ့ပေမဲ့တော့ညာလေ DNA ထားရသည့်သတင်းတွေအရဆိုရင်တော့ Thomas Frank အနေနဲ့ကျွန်တော် K Levine အနေနဲ့ဒါ V9 အနေနဲ့ Pavivio Patrici အနေနဲ့သူ့ကြိုက်နဲ့တက်တဲ့ကစားသမားကိုဝယ်ပေးဖို့အတွက်တစ်ဖက်က promise ပေးမှသာအသင်းပြောင်းမှုတွေကျွန်တော်တို့အဲ့တော့လက်ရှိမှာစပါအသင်းကစိတ်မူစားပေးနေစပါအသင်းကိုပြောင်းကျင်တဲ့နီးပြတယောက်တည်းရှိတယ်။အဲ့ဒီနီးပြကတာစစ်ပေါ့နော်။တချင်ကဒါ Borussia Dortmund ကိုဒါကျွန်တော်တို့ ်ချန်ပီယံလိဖိုင်နယ်ကိုခေါ်ယူပေးခဲ့တဲ့တာဇစ်ကတော့စပါတင်ကိုစိတ်ဝင်စားနေပြီသူရဲ့ဒါကျွန်တော်အေဂျင့်တွေကတဆင်စပါတင်နေနဲ့အကဲအန်ဂျီပိုစတာဂလုကိုဒါလာမယ့်နေရာဒီမှာထုတ်ပြခဲ့မယ်ဒါမှမဟုတ်လမ်းခွဲခဲ့မယ်ဆိုရင်တော့ဒါသူ့အနေနဲ့စပါတီးပြဖြစ်ဖို့အတွက်စိတ်ဝင်စားတယ်ဆိုကောလာဟာလာဒရင်ထွက်တယ်ဒါပေမဲ့တာဇစ်ကိုတော့စပါတင်ဘက်ကလုံးဝစိတ်ဝင်စားခြင်းမရှိဘဲနဲ့စပါတင်နေနဲ့ခုလက်ရှိမှာနီးပြနဲ့ပရိသတ်တွေကြားမှာဒါကျွန်တော်ဝေးကွာနေတဲ့ distance တစ်ခုကိုပြန်လည်ပြီးတော့ကတ်ဖို့အတွက်ကြိုးစားမှာဖြစ်တယ်တာဇစ်ကမနိုင်ပြောမှာဒါဘိုရူရှာဒေါ်မွန်ပရိသတ်တွေနဲ့တော်တော်လေးကိုခွာပြဲသွားခဲ့ပြီးထွက်သွားခဲ့တဲ့နီးပြတဲ့အကြောင်းမို့လို့စပါတင်နေ ဲ့ဒီနီးပြကိုလည်းလက်ရှိမှာစိတ်ဝင်စားဘူးလို့ကြားသိရတယ်မှာပါအဲ့တော့စပါတီနဲ့လာမယ့်ညရာဒီမှာဒါကျွန်တော်တို့လက်ရှိမှာတရားဝင်လဲစကားပြောဖို့ကြိုးစားနေတာဖြစ်နိုင်ဆုံးဒီပြရတဲ့တရားကတော့တချိန်ကတည်းကကျွန်တော်ဘာစလိုနာရဲ့ကျွန်တော်နီးပြဟောင်းဖြစ်ခဲ့တယ်ဘာစလိုနာတင်းတဲ့တရားကျွန်တော်ပြည်ရဲလီဖလာကိုယူပြခဲ့တဲ့ဇာဗီကိုတော့လက်ရှိမှာစပါတင်ကတော်တော်လေးကိုစိတ်ဝင်စားနေတယ်ဇာဗီကိုတိုင်ကလည်းလက်ရှိမှာစပါတင်ကိုဒါကျွန်တော်တို့တော်တော်လေးကိုအဆင်ပြေနိုင်မယ့်နီးပြတယောက်အနေနဲ့ဒါကျွန်တော်တို့လက်ရှိကောလာဟာလာတရားတင်းတင်းတရားတက်နေတယ်မှာပါတယ်အဲ့တော့အမျိုးမျိုးပေါ့ဗျာလက်ရှိမှာဒါကျွန်တော်တို့တက်နေတဲ့နီးပြတွေဒါ ဟိုသတင်းတွေအများကြီးအများကြီးထွက်နေတဲ့တဲ့မှာအဲ့တော့လာမယ့်ညဒီမှာစပါတင်နဲ့ကြီးမားတဲ့ပြောင်းလဲမှုတွေအများကြီးအများကြီးစပါတင်စီကလည်းကျွန်တော်တို့တွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိမှာဒီရတဲ့တော့ကျွန်တော်တို့ဒါပရိသတ်တွေနဲ့ဒါအမ်ဘရစ်လို့ပြောတယ်အဲ့တော့ အပြောင်းရွှေ့မှာအများကြီးတွေ့ရဖို့မရှိမှဒါနီးပြအပြောင်းလဲနီးပြအုပ်စုအပြောင်းလဲအားကစားဒရိုက်တာအပြောင်းလဲအပြောင်းလဲပေါင်းများစွာကိုစပါတဲ့မှာခမောင်းအနေနဲ့အများကြီးအများကြီးတွေ့မြင်ရဖို့ရှိတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကတော့ကွန်ပြူပါအောင်ကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းမိနေပဲကျွန်တော်တော့ကွန်ပြူပါအောင်ပြောချင်ပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့အောက်ကကွန်မန့်တွေထဲမှာလည်း youth sport media 3.0ဆိုတဲ့ TV4 ဦးအတွက်လင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျိုးဆိုကိုညီပေးလို့ရပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ် မြန်မာလိလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မာကလစ်မမြန်နိုင်အဖြစ်ပါတယ်အားလုံးပဲကြွလို့မရကောင်းမွန်သောဒီလီတန်ဒီကိုပိုင်ဆိုင်နေပါစလို့စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC2 ကြတော့အားလုံးပဲကျွန်တော်ကောင်းမွန်သောဒီလီတန်ဒီကိုပိုင်ဆိုင်နေကြပါစေမြန်မာလိကလစ်ပေးကြအောင်ဗျမြန်မာကလစ်မမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကြွလို့မရကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့ကျွန်တော်တော့ကြံပြပါဗျ default ပါ